ျွန်တော်နဲ့စာအုပ်များ channel ကနေကြိုဆိုပါရစေ။စိတ်ဝင်စားဖို့ရအတန်ဇလန်းတွေကိုအသစ်တင်နိုင်နားဆင်နိုင်ဖို့အတွက် channel လေးကို subscribe လုပ်ထားကြပါခင်ဗျာ။1968ခုနှစ်နှစ်လယ်ပိုင်းတွင်ဖြစ်သည်။ထိုအချိန်ကကျွန်တော်ဒီလဲတတ်သေးသူဝင်ရောက်ကသာတနစ်ပင်မပြေသေး။အသက်18နှစ်အရွယ်တတ်သားအစ်တတယောက်များသာရှိသေးသည်။စစ်သားဖြစ်ခြင်းသည့်စိတ်ကြောင့်စစ်သားတို့၏အကြောင်းကိုပဲလေးလေးလားလားမရှိခဲ့ပဲတတ်မတော်လဲသူဝင်ရောက်လာခဲ့သည်။ဆယ်တန်းကိုဖြည့်ဆို့ပြီးနောက်တက်မတော်တဲ့သူဝင်လာခဲ့ရာဆယ်တန်းအောင်ဒီကိုပဲမသိခဲ့ပေ စင်စစ်တွင်10ရန်အောင်မိမှဘိုတင်နဲ့လျှောက်ကစစ်တကတော်ကိုတန်းတက်ခဲ့လျက်ယခုအချိန်တွင်အ ਨੇ ဆုံးဘိုလောင်းတနေရာတွင်ရှိနေနိုင်သည်ထိုကဲ့သို့မတိတတ်ခဲ့ပဲတတ်သေးသူဝင်လာခဲ့၍လဲယခုလိုအောက်ခြေတတ်သားဘဝမှစခဲ့ရခြင်းဖြစ်သည်ယခုကျွန်တော်တို့ဤတက်စကန်ဒီနေရာမှာတရက်ခရိုင်မေလာမျိုး၏အနောက်တောင်ဘက်ရေနံမှအမိရှိသော တိုက်နယ်မျိုးမြို့နယ်ခွဲလေးတွင်ဖြစ်သည်ဤနေရာနှင့်ဗန်ဝင်းကျင်တွင်ရခိုင်ရုံးမကြီးတောင်စွဲတောင်လက်မောင်းဖြစ်သောတောရန်ငယ်များ၏အကြား၌ ရွာကြီးရွာငယ်အတွေ့အတွေ့တွေရှိနေကြသည်ရွာသူရွာသားများမှာတောင်ရကိုင်းကင်းလဲလုံချင်းပြည့်အတံမွေးကြသည်ဤပန်ဝဲညီသည်တောတော်များအဆက်မပြတ်ရှိနေပြီးတစ်တော်ဝါတော်များလည်းထူထပ်သောကြောင့်ညီရောက်လှူရှားရေးအပွဲများဖို့အစဉ်ပြေသည့်အတွက်အကာအကွယ်ရသည့်သဘောဖြစ်နေလေသည်ဖို့ကြောင့်လည်း1962ခုနှစ်တော်လိုင်းရေးဆိုးရတက်လာသည်မှသဘောထားများကွဲပြားကတောခုသွားကြသည့်အထဲတွင်ဘုဒ္ဓထုံးဦးစီးသည့်ဇခိုင်းရိုးမာကြီးထဲမှမြန်မာပြည်ကွန်မြူနတီပါတီအမည်ရှိဘာကပါတို့သည် ဤပန်ဝင်းကျင်၌နှစ်ရည်ညံ့ညဝင်ထွက်သွားလာလျက်လက်နက်ရိတ်ခါနှင့်စက်ကြီးကောက်ခံခြင်းတပ်သားသည့်စူသောခြင်းများကိုလည်းမပြတ်ပြုလုပ်နေကြသည်ရွာတိုင်းကိုတဘုံတယောက်ရအောင်ဖန်တီးပြီးထိုတဘုံကပဲအ ਨੇ ဆုံးနောက်၃ယောက်ကိုရအောင်ဖန်တီးထား၍ရွာတိုင်းမှာပင်ရွာကန်နေကန်အဖြစ်အ ਨੇ ဆုံးတဘုံ၃၄ယောက်ရှိနေသောကြောင့်ထိုထိုပန်ဝင်းကျင်အတွင်း၌ဝင်ရောက်လှုပ်ရှားနေကြသောကွန်မြူနစ်ဘကပါတို့အားခြေမုံနှိမ်နှင်းရန်မလွယ်ကူဖြစ်နေရသည် ထို့ကြောင့်ဝင်ကျွန်တော်တို့တပ်ဖွဲ့များရေနံမမြို့နယ်ခွဲတွင်ယုံဆိုင်ပြီးနယ်မြေလုံခြုံရေးဥပဒေစိုးမိုးရေးနှင့်တောင်းကျမ်းသူတို့အားအမြင့်ပြတ်ချေမိုးရေးကိစ္စများကိုဆောင်ရွက်နေကြရသည်သို့တော်လည်းဆိုခဲ့သည့်အတိုင်းစူးစမ်းသလောက်ခရီးမပေါက်ဖြစ်နေရသည့်အတွက်တဖြည်းဖြည်းချင်းလှုပ်ပြီးတရည်ချင်းဖြုတ်ရမည်သဘောကိုစောင်းနေလေသည်ထိုအချိန်ကဖွဲ့စည်းပုံအရကျွန်တော်တာဝန်ထမ်းဆောင်ရသည်မှာ တယင်းမှုဤအနိကထောက်လိုက်တက်စိတ်တသားဖြစ်ပြီးတယင်းမှုယုံအဖွဲ့တွင်မြေပုံတည်ခြင်းဝင်ထွက်မှတ်တမ်းများရေးသားခြင်းထောက်လိုက်အရာရှိကျင်းသန်းစာများကိုဝတ်စာဝတ်ခြင်းစသည်များကိုတာဝန်ယူပြီးဆောင်ရွက်ရလေသည်ဒီနှစ်သိပ်ပြီးအလုံးမများပြီထို့ကြောင့်ကျွန်တော်သည်လုံညုံရင်မောင်းနှံဂိတ်တဲတွင်ဂိတ်ဆောင်တာဝန်ကိုယူနေရသောလုံညုံရင်လက်ဖြောင့်တသားလည်းဖြစ်သည့်တငယ်ချင်းကျော်ကိုကိုစီတို့ရောက်နေပါသည်ကျော်ကိုကိုနှင့်ထွေရလေးပါစကားပြောနေကြရမှာ ဂိစီတို့ဥတည်ပြီးမောင်းလာနေသောနွားလဲတစည်းကိုတွေ့ရသည်နွားလဲပေါ်တွင်လူနာလားအဝတ်ထုပ်လားစောင်းတုံးလားတခုခုကိုတင်ယူလာပြီးနွားလဲ၏နောက်မှလူကြီး၃ယောက်ခြေချင်းလျှောက်ကာလိုက်လာနေကြသည်ကိုလည်းတွေ့ရသည်ဂိဝါနှင့်ဆယ်လံငန်းအနီးသို့ရောက်လာသောအခါနွားလဲရပ်သွားလေသည်ထို့နောက်နွားလဲမောင်းသူကတစုံတစ်ခုကိုပြောလိုက်၍နောက်မှလူကြီး၃ယောက်သည်ရှေ့သို့တက်လာပြီးကြော်ကူကူဝါပြောလေသည်ရဲဘော်ကြီးရဲစခန်းကကျွန်တော်တို့ကိုခေါ်ထားလို့ဝန်ခွင့်ပြုပါဗျာ ုတ်ကဲ့ပါဗျာဦးကြီးတို့ကဘယ်ရွာကလဲဘလို့အကြောင်းကိစ္စများရှိလို့ပါလဲလက်ပံတကားရွာကပါလူတွေမှုတစ်ခုပြည့်လို့တိမ်မှုတွေကင်းစစ်စေးဖို့ဆိုပြီးခေါ်ထားတာပါကျွန်တော်တို့လူကြီး၃ယောက်ကတိမ်တဲ့သူရဲ့ဆွေမျိုးတွေပါထိုးဦးကြီးကကြော်ကိုကိုကပြောပြနေသည်ကိုနားထောင်ရင်ကျွန်တော်မျိုးလုံးကျယ်ပါလေသည်လူတွေမှုဆို၍ဆက်စုကြီးနေတော့ကျွန်တော်ဖို့သိကျင်စရာလည်းဖြစ်သွားရလေသည်တို့မှာလဲပေါ်တဲ့ပါလာသောအထုပ်မှာဆောင်းအဝိတ်တစ်ခုမှမဟုတ်ဘဲလူသေးအလောင်းကောင်ကြီးဖြစ်နေပြီကိုလည်းသိလိုက်ရသည် ဤဒေတာသည်အဖြူအမဲမရှင်းသေးသည့်အလျောက်မကြာခဏဆိုသလိုပင်လူရဲ့တိုက်ခိုက်ခိုးတက်ဖြတ်အစာသောမှုကင်းများဖြစ်လေစီသည်နွားလဲနှင့်တဖြည်းဖြည်းမောင်းလာနေ၍ဂိဝါနာသို့ရောက်လာ၏ထို့ကြောင့်ကျွန်တော်မတ်တက်ရောက်၍ပြွတ်တူပြဲတဲ့စူးစမ်းသောအမူအရာဖြင့်လူသည်အလောင်းကိုကြည့်လိုက်နွားလဲမောင်းသူကိုကြည့်လိုက်လုံနေ၍ထင်သည်ဒေဆုံးသူမိကကိုမာရေးပါလွန်ခဲ့တဲ့နှစ်ရက်ည9နာရီကျော်လောက်မှာရွာနောက်ဘက်တမိုင်ကျော်အကွာရိုးမတော်ဆက်ဘက်ကိုဖားရိုက်သွားရင်းနဲ့တပ်ပင်းတပင်အောင်မှာလဲကြပြီးတည်ဆုံးနေတာကို မနက်9နာရီလောက်မှာနွားကြောင်သားလေးတွေတွေ့သွားလို့ဥက္ကရာကြီးဥပေါ့စီကိုပြောပြပြီးတော့ဥပေါ့စီကနေတဆင့်ရဲစကန်းကိုတိုင်ကြလိုက်လို့အခုလူသေးလောင်းကိုဆစ်ဆဲဖို့လာဖို့ကြတာပါကိုမအေးမှာဇနီးတဲ့မအေးပုံနဲ့ငားနဲ့သမီးလေးတူရှိပါတယ်ကိုမအေးကလူဝေးလူကောင်းလေးဖြစ်လို့ရန်ညိုးရန်လာလည်းမရှိပါဘူးဗျာဒါကြောင့်အခုကိုမအေးဒီဆုံးချင်းနဲ့ပတ်သက်ပြီးတော့အရင်ပဲထူးဆန်းနေပါတယ်ဗျထို့သောနွားလဲမောင်းသမားကပြည့်ပြည့်စုံစုံပြောပြသည် ကိုမာရေးမှာရန်သူမရှိဘဲထူးဆန်းစွာပြီးတည်ဆုံသွားရသည်ဟုတိလိုက်ရ၍လဲကျွန်တော်ပို၍စိတ်ဝင်စားသွားသည်ထို့တော်လဲကိုနှင့်မဆိုင်သောကြောင့်ဆက်စုမေးမြန်းခြင်းတော့မပြုမိ၍ကျော်ကိုကိုကမောင်းနှံကိုဖွင့်ပေးလိုက်၍အလောင်းတင်လာသောနွားလဲကိုရဲစခန်းရှိရာဘက်သို့ဆက်မောင်းသွားကြလေသည်အလောင်းကိုပတ်ထားသောဖြားလေကြီးကိုသာမြင်အောင်မိနေသည်ဖြင့်ကျွန်တော်အိတ်မပြောဖြစ်နေသည်ည10နာရီထိုးနေလေပြီထို့ကြောင့်အိတ်ပြောမကြိုးစားဘဲလူးလိမ်တာကကျော်ကိုကိုစီသို့သွားသည် ကျော်ကိုကရင်နှွေးထိုင်တောင်းနေသည်ကိုတွေ့ရလေသည်။ဟောတငယ်ချင်းနေ့တရာကိစ္စကငါမရှိဘူးကဒါကြောင့်အိတ်မရလို့မိတ်စီလာခဲ့အဲ့ကြောင့်နဲ့ပတ်သက်ပြီးတော့မင်းဘာရည်တိခါသေးလဲ။ဘာကြောင့်တော့ဘောနေ့တရာဖြာနဲ့ပတ်လာတဲ့လူသေးလောင်းကြီးလေကွာ။ဟာအဲ့ဒါရဲလို့ပဲလေကွာဒိုးနဲ့မှမဆိုင်တာငါတောင်းဝင်ရင်ပြီးတယ်ဒီလေအဲ့လူတွေထွက်မလာကြသေးတော့ငါလည်းဘာမှတိုးပြီးမသိရပါဘူးကွာ။ကျော်ကိုကိုအဖြေကိုကျွန်တော်မကျင်တဲ့ပဲထို့ကြောင့်ဘုံဝင်မကြလဲဖြစ်နေမိသည်။ ထိုအကြောင်းကိုလည်းကျွန်တော်နားလည်ခြင်းနေသည်မုံမုံမင်းပြောငါမကြိုက်ဘူးကြော်ကိုယ်ကသူတို့ပြောရဲ့အတိုင်းသာဆိုရင်အဲ့လူသေဆုံးသွားတာလက်တယ်မပေါ်ဆိုမဟုတ်ဘူးလားအဲ့ဒီတော့တေသူဖို့ပိုးပြီးမနစ်နာဘူးလားကွာဒါအပြင်ငါသိချင်နေတာကအဲ့လူသေးတဲ့ပုံကစမ်းနေတယ်ကွာလုံးဝရန်မျိုးရန်သားမရှိဘူးအသက်ခံရတယ်ဆိုတော့စဉ်းစားစရာပဲလေတော်တမ်းပါကွာဘာလဲမင်းကစုံတော့လုတ်ချင်နေရလားကိုယ့်လူကိုကိုလို့သူများအလုပ်သွားလုပ်လို့ရှိရင်ဝင်းရင်တုံးနဲ့အုပ်ခံရတတ်တယ်ကွာထို့သူပြောပြီးကြော်ကူကူကနောက်တလူပြောင်းတလူလူနဲ့ရည်နေလေပြီ ်ထို့ကြောင့်ကျွန်တော်တာရွေးပင်ဘဝင်မကြဖြစ်ပြီးတတ်မှတစ်ချက်ချလိုက်မိသည်တည်ကျင်နေသောထိုလူသည်၏အကြောင်းကိုလည်းတီးခွင့်မရကျော်ကိုကိုနှင့်စကားပြော၍လည်းကီးမကိုက်သဖြင့်ကျွန်တော်တောင်းလေးတူဝေပြီးနောက်ပြန်လာခဲ့၏အဲ့ရာတို့ပြန်ရောက်ပြီးသည့်နောက်တွင်လည်းအတော်ကလေးညစ်နေသည့်အထိထိုအကြောင်းကိုပင်ဆက်တွေးနေမိသည်ထို့နောက်သုံးလခန့်အကြာတွင်တတ်စိတ်တစ်စိမ့်နှင့်ရဲပြည်သူစစ်စုစုပေါင်းအင်အား30ကျော်တို့ထိုရွာသို့သွားရန်အကြောင်းပေါ်လာခဲ့သည် ထို့ကြောင့်ကျွန်တော်ဝမ်းသာသွားပြီးတက်ဆူမှုထောင်းလဲရေးအရာရှိတံပြော၍ခွင်တောင်းသည်ဘိုးကျွန်တော်ပူပေါင်းတက်ဖွဲ့နဲ့အဲ့ဒီရွာကိုလိုက်သွားခြင်းပါလေဘာလို့ဖို့တော့ကွာတက်ဆူမှုသည်ဖာလက်ဆာစာအုပ်ကိုပင်မျက်နာမခွာဘဲပြန်ပြောလေသည်မရောက်ဘူးလို့လိုက်သွားခြင်းတာပါဘိုးကြီးနည်းမြေဘူးသူတာလည်းရတာပေါ့မင်းကဘာတွေဘူးသူတာလူနေလို့လဲကွာဟိုနောက်နောက်၃လလောက်ကပဲအဲ့ဒီရွာရဲစခန်းကိုသွားပို့ကြတဲ့လူတွေမှုကအရန်ထူးဆန်းနေတယ်ကျွန်တော်သိကြည့်နေပါတယ်ဘိုးကြီးအဲ့ဒါကြောင့်ပါ တက်ဆူမူသည်ဖလက်ဆာစာအုပ်ကိုစပွဲပေါ်သို့တင်ထားလိုက်ပြီးမျက်မှန်ကိုချုပ်၍ပြန်ပြောလေသည်အေးရတာမင်းနဲ့ဘာဆိုင်လို့မှုကင်းဆိုတာရဲလို့ပဲလေဆိုင်တော့မဆိုင်ပါဘူးဘိုးကြီးဒါပေမဲ့အဲ့ဒီကြောင့်ကျွန်တော်အရင်သိကျင်နေလို့ပါအေးအေးအေးလိုက်မယ်ဆိုရင်လည်းလိုက်သွားလေဒါပေမဲ့ဆရာကြီးမြင့်စွေကိုလည်းအတီးပေးပြီးမှသွားခွာဟိုရောက်ရင်လည်းတမရလိုကိုဝင်မရှုံးနဲ့တက်ဆူမူထောက်လိုက်အရာရှိတံမှခွင့်ပြုချက်ရ၍ကျွန်တော်လည်းလိုက်ပါသွားဝင်ရခဲ့သည်ထိုရွာသည်အရှိန်နှင့်အနောက်ကိုတွေ့ရန်သာသောရွာတန်းစီကြီးဖြစ်သည် တဝါတွေပေါ်သောအရက်ဖြစ်သည့်အလျောက်ပြင်းစီပြင်းအောင်တက်သားအိမ်များတက်သားတိုင်တဲ့နှင့်တန့်ကင်မှုဝါကင်းဝါကအိမ်များကိုလည်းအတန်းလိုက်ဆောက်လုပ်ထားကြလေသည်ခြံဝိုင်းကြီးများကလည်းကျယ်သည့်အပြင်တချို့မှာ၄-၅ဧကခန့်အထိပင်ရှိနိုင်သည်ခြံတိုင်းမှာတရက်ပိန်နဲ့ကျွဲကောမလကာစာသောတီးပင်စားပင်များအုပ်ဆိုင်တိုင်းရှိနေသည်ရွာဦးနှင့်ရွာလဲတွင်ခရီးသွားဧည့်သည်များတဲခိုနားနေနိုင်ရန်အတွက်ရည်ရွယ်ပြီးဆောက်လုပ်ထားရန်ရှိသောဇေယျကြီးကိုလည်းတွေ့ရသည်။လုံတော်ပြည့်ရွှေတင်ကန်းကတ်လူထားသောဇေဒီတော်ကြီးနှင့် ်တသားများပြည့်စောက်တန်းသောရေနံကြီးဝကအနက်ရောင်ထနေသည့်ဖုံးတော်ဤเจ้าမှလည်းထဲဝါခံရလာပေသည်ရိုးပေါက်တောင်ကြထောင်းကြီးကလည်းရွာနဘေးကအလျားလိုက်စီးစင်းနေသည်နှွေရာသီတွင် ရေပောင်လေခန့်များသာရှိတော်လဲမိုးရာသီတွင်တောင်ကြရေများရွာထဲတန်ရောက်လွှမ်းတက်လေရှိသည့်အကြောင်းရွာသားများကပြောပြကြသည်ရွာဘေးချောင်းရိုးတစ်လျှောက်တဲတောင်မီကြီးကလည်းဖွေးဖွေးဖြူနေသည့်အပြင်တဲတောင်မီကြီးနှင့်တဆက်တဲ့တောင်ကြချောင်းကြီးကန်တပူများတွင်ပဲပြောင်းနှံစာသောကိုင်းမင်များပြည့်စင်းစုလျက်ရှိသည် ရွာဤပဝင်းကြီးများတွင်လည်းလေဝင်းများ၊ကိုင်းကင်းများ၊အိုးရင်ကလေးများရှိပြီးအိုးရင်ကလေးများနှင့်တဆက်တည်းပြည့်သည့်တောင်တန်းငယ်များမှသည်အစင်းစင်မြင်းလျက်ရခိုင်ရိုးမကြီးတို့တိုင်အောင်ပင်ဆက်၍သွားလေသည်။တစ်တော်ဝါတော်ကြီးများထူထပ်ကအလျားအနံ့ကျပြန်းသည့်ရခိုင်ရိုးမကြီးနှင့်တဆက်တည်းရှိနေ၍ပင်ဥရုရာသည်တောကိုမီဆိုသည့်အတိုင်းရာသည်ဥရုပုံမကောင်းမွန်သောကြောင့်လေယာဉ်နှင့်ရာသည်ပေါ်စိုက်ခင်းများအိုးရင်ချမ်းမြေများဖြစ်ထုံးပြီးကျွဲနွားဆာသောမွေးမြူရေးတို့တွင်လည်းပေါ့မြအောင်မြင်နေကြ၍ထင်သည် တရွာလုံးမပေါ်မရှားနေနိုင်စားနိုင်ရသည့်အခြေအနေကိုလည်းတွေ့ရသည်။ဤများလောက်သည့်အဆင့်မီပြီးအဆင့်တပြေရှိလာသည့်ကျေးရွာများဖြစ်နေပါလေရဲ့။ပတ်ဝန်းကျင်တွင်မကြာခဏဆိုသလိုလူတန်းမှုလူတည်မှုများဖြစ်နေရသည်ကိုလည်းအံ့ဩမိသည်။ထိုတဲမှသာ၍ထူးဆန်းပြီးအံ့ဩဖွယ်ဖြစ်ရသည်မှာဒဏ်ရာလည်းပြောလောက်အောင်မရှိတပ်ဖြတ်သူလက်တယ်လည်းမပေါ်ပဲ။တလောကနွားလဲပြည့်တင်းယူလာကြသောလူသည်အလောင်းကဲ့သို့တင်းဆုံးနေကြရသည့်အဖြစ်ကိုပိုပြီးပင် နားမလည်နိုင်ဖြစ်နေရသည် ဂျိုးရာဦးပင်ဆိုရမီလားပဝင်းညင်တောတောင်ထဲကနတ်ဆိုးနတ်ဘလူးကြီးများပင်တက်ပြတ်နေကြလေသလားဟုအတွေးရခက်လာလေသည်ထို့ကြောင့်တောင်သူသည်မြေရိုးဆိုပြီးတကယ်သို့ကိုနှစ်တိတိကျကျမပတ်သက်သည့်တန်ရောင်စိတ်ထဲတွင်မကောင်းလို့ဤကျွန်တော်အမျိုးမျိုးစဉ်းစားနေမိသည်ပဝင်းညင်နှင့်ရာသီဦးတို့ကောင်းမှုမီလှုပ်ရှားခွင့်များကလည်းပြည့်ပြည့်စုံစုံရှိနေပါလေရဲ့မငိမ့်ညံ့နိုင်ဖြစ်နေကြတော့သူတို့အတွက်ကျွန်တော်စိတ်မကောင်းဖြစ်နေမိသည်ငိမ့်ညံသောပဝင်းညင်နှင့်တာယာသောရွာကလေးများဖြစ်စေခြင်းလာပေသည်။ဆိုင် ိုဘတ်တော်သားကတိမင်ကြီးနားမှာလူတယောက်လဲနေတာမျိုးလို့တွားကြည့်ကြတော့တေဆုံးနေရာကိုတွေ့ရပါတယ်ဆရာကြီးစစ်ကြည့်တော့လဲဘာတန်ရမှမတွေ့ရဘူးအဲ့ဒါဆရာကြီးလက်ကြည့်ပါအောင်ရဲသားလေးတယောက်ကသတင်းလာဖို့သည်ထိုချင်းကရဲဘော်တက်ဦးဆရာကြီးဦးမြင့်စွေနဲ့ကျွန်တော်တို့၃ယောက်မှာရွာမီးပိုင်းကအိမ်တိန်တွေအိမ်ရှင်ဦးကြီးတယောက်တဲကင်းအဲ့ကန်သောရင်နွေးကိုတောက်ပြီးရွာအကြောင်းပတ်ဝန်းကျင်အကြောင်းများကိုပြောနေကြသောအချိန်ဖြစ်သည်ဆရာကြီးဦးမြင့်စွေကတည်င်းလာဖို့တော့ရဲသားလေးအပြန်မေးလိုက်သည်အေးမင်းတို့ရဲတပ်ရက်ကြီးကိုဘမလဲ အဲ့ဒီလူတွေအလောင်းသားမှာပါဆရာကြီးဒါကြောင့်ဆရာကြီးကိုလည်းလာကြည့်သေးခြင်းနဲ့ဆိုပြီးပြောလိုက်လို့ကျွန်တော်လာခဲ့တာပါဩအေးအေးဦးကြီးလည်းအပန်းမကြီးဦးဆိုရင်ရွာတကြီးကိုခေါ်ပြီးတော့လူတွေအလောင်းရှိတဲ့နေရာကိုလိုက်လာသေးခြင်းနဲ့ဗျဆရာကြီးဦးမြင့်စွေကအင်ရှင်ဦးကြီးကိုပြောလိုက်ခြင်းဖြစ်သည်ဩအေးအေးမင်းတို့သွားနေကြပါကွာငါဥက္ကရာကြီးနဲ့နောက်ကလိုက်လာခဲ့ပါမယ်ထိုးတို့ပြောလိုက်တော့လေထိုးဦးကြီးနဲ့ဥက္ကရာကြီးတို့မှဘာကြောင့်မှမသိပဲလိုက်မလာကြပြီကျွန်တော်တို့လည်းရဲသားလေးနဲ့အတူရွာထဲမှာထွက်၍တမိုင်ကြော်ကြော်လောက်ကိုရောက်လျင် ပိပိညီတပည့်အောင်၌ရဲတက်ချက်ကြီးဦးတောင်းကျင်၏အဖွဲ့ဝင်များဝိုင်းအောင်နေကြသည်ကိုလမ်းမြင်ရလေသည် အလောင်းကိုကြိရှုစစ်ဆေးနေကြခြင်းပင်ဖြစ်ပေလိမ့်မည်အနာတို့ရောက်တော့ကျွန်တော်တို့လည်းရဲသားများနှီးတူဝိုင်းအောင်ကြီးကြသည်အလောင်းမှာဒဏ်ရာဟူ၍မမဲရမတွေ့ရပဲဖြူပတ်ဖြူရော်ဖြစ်နေသည်လွန်ခဲ့တဲ့9နာရီလောက်တည်းအသေဆုံးတာဖြစ်မယ်ဗျရဲတက်ချက်ကြီးဦးတောင်းကျင်ကမှတ်ချက်ပြုသည်သို့တော်လည်းအလောင်းသည်မာတောင်ကြီးမရှိဘဲပျော်ပြောင်းနေသည်ဖြစ်သည် အလောင်းမှာဖြင်းချမ်းပစိုးနှင့်ပင်နီတိုက်ပုံကိုဝှစ်စင်သားသည်ပင်နီတိုက်ပုံကိုတော့ကျယ်သည့်တံမထားပဲအသက်30ပတ်ဝန်းကျင်ခန့်ရှိကတောင်တင်းသောကိုလုံးပလာလေးရှိသည်ရဲတပ်ကြကြီးဦးတောင်းကြီးကကိုမြင့်စွေပင်မှုတွေကအရင်လူလူပဲဗျအခုဆိုရင်ကျွန်တော်ရောက်ပြီမှဒါမျိုးတွေတာနှစ်ယောက်တောင်ရှိသွားပြီဆရာကြီးဦးမြင့်စွေလည်းဘာမှမပြောသေးပဲနားမလည်စွာဖြင့်သာငေးဆိုင်ကြည့်နေမိသည်ထို့နောက်ဒံယာမဲ့သစ်ဆုံးပုံထူးဆန်းနေ၍မယုံနိုင်အောင်ဖြစ်က တစုံတစ်ခုသောဒဏ်ရာဒဏ်ချက်ကိုတွေ့လို့တွေ့냐ကိုကအဝင်များကိုဖယ်ပြီးမှောက်လန်ကြည့်ကြသည်ခါဆော့ဆွာသဘောရှိသောကျွန်တော်လဲလူအုပ်ကြတဲ့အတင်းတိုးဝေကြည့်ရှုလေသည်ဟေး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 မေ့အလုပ်လားကွာသူတို့လို့သူတို့လို့ပါသေးနောက်ဆိုစမ်းဆရာကြီးဦးမြင့်စွေကဟောက်ထုတ်လိုက်တဲ့ပြည့်ကျွန်တော်လဲလန့်ပြန်ပြီးနောက်သူရောက်သွားသည်ဆရာကြီးကလည်းဗျာအထူးစမ်းဆိုတော့ကျွန်တော်လဲကြည့်ချင်တာဗောဗျာကြောက်နေပါလေဆိုမှဆရာကြီးကဟောက်လိုက်တော့လန့်သွားတာပဲဗျာထို့နောက်အချင်းလေးကိုကြည့်ပြီးကျွန်တော်အလောင်းသားဆိုကတ်သွားပြန်သည် အလောင်းကိုလည်းရှင်းနောက်အနှံ့ကြည့်သည်ထို့နောက်မတင်ငါတရားတစ်ခုကိုတွေ့၍အသေးအချစိုက်ကြည့်လိုက်ပြီးဟာဟောမဆရာကြီးလဲမင်းသွေးကျောင်းသားမှာအနီကွက်ကလေးနှစ်ကွက်တွေ့တယ်ဗျကျွန်တော်ပြလိုက်သည့်နေရာကိုဆရာကြီးနှင့်ရဲတပ်ချက်ကြီးတို့တိုးကပ်ပြီးအသေးအချကြည့်ကြသည်ထို့နောက်ရဲတပ်ချက်ကြီးဦးတောင်းကြီးကတစ်ချက်နှစ်ချက်ကောင်းကြီးလိုက်ပြီးပြောလေသည်ဟုတ်တယ်ဦးမြင့်စရာအရင်လူကိုစစ်သေးကြတော့ကလေဒီတန်ရာမျိုးဗျတော်တော်ထူးဆန်းတယ်တေလောက်တဲ့တန်ရာမျိုးလည်းမဟုတ်ဘူးနော်အေးဗျတော်တော်ကြီးကိုထူးဆန်းတယ်နော် အလောင်းမှာလည်းဒွေးတသက်မှာကြံတဲ့ပုံစံနဲ့မရှိဘူးဖြူဘက်ဖြူဝါလည်းဖြစ်နေတယ်နန္နာဘွားကြီးတကောင်ကောင်မှာမင်းသွေးတွေကိုစုပ်ယူသွားလေတေဆုံးကလားမသိဘူးဗျဆရာကြီးနဲ့ရဲတပ်ချက်ကြီးတို့တယောက်တစ်ပေါက်ပြောဆိုဝေဖန်ပြီးစဉ်းစားနေကြတော့လဲမှန်ငန်လုံးအဖြေကိုမသိနိုင်ကြပေထိုမြသာမြင်ကြပြီးထိုမြသာတီးကြရလေသည်ထိုနောက်အလောင်းကိုစောင်းပကက်ပြည့်ထမ်းယူလာကြသည် ဖြစ်စဉ်ဤအမျိုးအမည်ကိုမသိနိုင်ပဲလူမမြင်သူမမြင်တော်တဲ့တွင်တည်ဆုံးသွားရသူများကိုအယက်စကားဖြင့်အစိမ့်သေးဟုဆိုကြလေသည် ယခုထိုအစိမ့်တွေကိုမင်းရွာထဲသို့ထန်သွင်းလာကြပြန်၍ကျွန်တော်နားမလည်နိုင်ဖြစ်ရသည်အစိမ့်တွေကိုရွာထဲသို့တွင်းလျင်ရွာနာသည်ဟုကြားဘူးသည် ထို့ကြောင့်ကျွန်တော်မှာထိုအရက်ဒေသ၏အယူအဆကိုနားမလည်နိုင်အောင်ဖြစ်ရလေသည်ကျွန်တော်တို့ရင်သွေးတောက်ခဲ့ကြသောအိမ်ဤအနီးကညောင်မင်းကြီးအောက်မှာပဲဆင်ဆောက်ကရွာထုံးတန်အတိုင်းအလောင်းထားကြသည်တေဆုံးသူဤဆွေမျိုးများလည်းတယောက်ပြီးတယောက်ရောက်လာကြပြီးငိုကြယူကြသည် ပြောလာအောင်ဒံယာတန်ချက်ကိုမတွေ့ရဘဲတည်ဆုံးသွားသည့်အဖြစ်ကိုနားမလည်နိုင်ကြောင်းစသဖြင့်လည်းပြောဆိုဝေဖန်နေကြလေသည် အလောင်းဆောင်တာဝန်ကိုယူကြရသည်မှာကာလာသားများသာဖြစ်ရန်တူသည်အလောင်းစင်သားတွင်လူကြီးတယောက်တလေသာရှိပြီးကာလာသားတွေကပုံများသည်ညနေမိုးချုပ်တွင်အလောင်းဆောင်ကာလာသားများဖဲရိုက်ကြသည်တောက်ကြစားကြသည်ညတကောင်အချိန်တွင်တော့ထူးခြားချက်တစ်ခုဖြစ်ပေါ်လာသည်ရွာထဲမှခွေးကောင်၁၀ကျော်ကန်လမ်းရောက်ကြပြီးအလောင်းစင်ကိုကြည့်ကာထိုးဟောင်ကြလေသည် အလောင်းစဉ်ကိုပတ်ပြီးလဲစူးစူးညံညံနဲ့ဥကြဟောင်းကြလေသည်ခွေများဦးနေဟောင်းနေကြတဲ့အချိန်တွင်လည်းငှက်စိုးတော်ဟုတ်ကပြန်ဝဲလာပြီးအော်ဟစ်လိုက်ကြ၍တိတ်ဆိတ်သောညအခါ၌ပဝင်းညင်တစ်ခုလုံးစူညံပြီးအကြီးတန်သွားကြလေသည်ထို့ကြောင့်ကျွန်တော်တို့လည်းကြက်သိန်းဝင်းညင်းသားကသပင်များပင်ထောင်သွားလေတော့သည်ကျွန်တော်ကထိုင်လန်တုံလုံးနေမိတော့လဲရွာသားများမှာအရက်တော့ဖဲရိုက်များပင်မပြတ်ကြပဲထိုများသည့်စူညံနေသောခွေးအောင်တဲ့ငှက်စိုးထိုးတန်များကိုလည်းဂယုတစိုက်မရှိကြသလိုကြားဟန်လည်းမရှိကြပါဘူး ထို့ကြောင့်ကျွန်တော်မှရွာသားများကိုကြည့်ပြီးတန်တော်ဖြစ်ရသည်မနဲ့အာယုံတက်ခါနီးမှခွေးအောင်တဲ့နဲ့ငဆိုးထိုးတံများခြုံငိမ့်သွား၏တို့မှာကျွန်တော်လဲကြောက်စိတ်ရော့ကဆရာကြီးဦးမြင့်စွေအနားမှာကက်အိမ်ရန်ပြင်ဆင်လေသည်ဟဲ့အောင်မင်းဘာဖြစ်နေရလဲကြောက်နေရလားအကြောက်တာဘောဆရာကြီးကမသာအလောင်းကြီးအနားမှာရှိနေပြီအဲ့လောက်ဒီခွေးတွေအူပြီးငဆိုးထိုးတံတွေစူးညံနေမကြောက်ဝဲနေမလားဟာမင်းစစ်သားမဟုတ်ဘူးလားကွစစ်သားတော့ဟုတ်တာဘောဗျဒါပေမဲ့ဒီအတုပါကြီးကရိုးရိုးသေးတာမဟုတ်ဘူးလေဗျာ အရင်ကလည်းဒါမျိုးတွေတည်တည်နေကြသေးတယ်ဆိုတော့အရင်ထူးဆန်းတာပဲလေဒီထဲမှာပဲအတုပအလောင်းပါဝင်းကျင်မှာညာလုံးပေါက်ခွေးတွေဟောင်းပြီးတော့ခွေးဥတန်တွေကစူညံနေတာလေဗျာငဆိုးရိုးတန်တွေကလည်းအတန်ပြေးကြီးတွေနဲ့မပြတ်အော်နေထိုးနေကြတော့ကျွန်တော်ကြောက်တာလွန်လာလားဗျာဆရာကြီးဦးမြင့်စွေကအတန်တိုးတိုးပြည့်တစ်ချက်ရည်လိုက်ပြီးကျွန်တော်အားခတ်ဖို့ဘွားတစ်ချက်ဆောင်ရလေသည်ကျွန်တော်ဘာမှမစင်စားပဲကြောဘိုးအိတ်ထဲမှာလွှာဆောင်လေးကိုထုတ်ချုံကကြောဘိုးအိတ်ကိုခေါင်းအုံးပြီးအိတ်ချလိုက်သည် သို့သောအဲ့၍မပြောတပြောအချိန်မှပင်ရွာဦးเจ้าမှတန်ကားတော်သုံးမှကြွာလာကြသည်ထို့ကြောင့်ဆရာကြီးရောကျွန်တော်ပါကဗျာကရာထပြီးရွာသားများနဲ့အတူတက်ပြောက်စွန်းဝေယဝဆာများကိုဝိုင်းကူလောက်ကင်ပြီးကြသည်တန်ကားတော်များကလည်းစွန်းပုံးပြီးပြီးနောက်တက်ပြောက်တရားဟောကပြန်ကြွာသွားကြလေသည်သို့သောထိုအတုပါတွင်ကျွန်တော်တို့ထိုများသာအကူအညီလောက်ကင်ပြီးခဲ့ကြရသည်လူတက်မှုလူသေးမှုစသည်များမှလည်းကျွန်တော်တို့နှင့်တိုက်ရိုက်ပတ်သက်ခြင်းမရှိပေဥပဒေဘတ်တော်သားဟုဆိုအမိရဲများ၏တာဝန်သာဖြစ်သည် ယခုကဲ့သို့ကျွန်တော်တို့ပါဝင်လာရခြင်းမှာလဲအေးရွာမှာပင်လွန်ခဲ့သော3လကံကတိမ်မှုတည်ခင်းတစ်ခုဖြစ်ခဲ့ဘူး၍ထုံမှုခင်းအတွက်တာဝန်ရှိရေစကန်းကတွားရောက်စစ်ဆေးလိုကြောင်းတင်ပြပြီးအကူအညီတောင်း၍သာဥပပေါင်းတပ်ဖွဲ့တစ်ခုစူးစီးပြီးစေလိုသောကြောင့်လိုက်ပါလာကြရခြင်းဖြစ်သည်ထိုကိစ္စကိုလည်းရဲတပ်ကြီးဦးထွန်းကြီးနှင့်သူ့တပည့်ရဲသားများကလိုလိုဆောင်ရွက်နေကြပြီဖြစ်၍ကျွန်တော်တို့၏လာရင်းတာဝယ်သည်ပြီးဆုံးသလောက်ပင်ရှိနေလိမ့်မည်ဖြစ်၏ ထို့ကြောင့်ဆရာကြီးဦးမြင့်စွေကရဲတပ်ချက်ကြီးဦးထွန်းကြီးအားပြောဆိုထားခဲ့ပြီးရှေတန်းယုံဆိုင်ရာရေနံမသို့ပြန်လာခဲ့ကြ၍တေဆုံးသူ၏အမည်ကိုပင်မသိခဲ့ရပေ။သို့တော်လည်းကျွန်တော်သည်တည်တည်ချာချာထိုလူသည်အလောင်းဆောင်ကြီးဒံယာကိုရှာဖွေကြည့်ရှု၍မျက်စိတဲကဖြောက်၍မရလောက်အောင်ပဲဖြစ်နေမိသည်။ဒေမှုဒေကင်းကိုနားမလည်နိုင်မဲ့ဘေလိဆန်စွာတေဆုံးနေကြရသောလူများ၏အဖြစ်ကိုစိတ်ဝင်စားနေမိ၍လည်းအာယုန်ထဲတွင်ပို၍စွဲထင်နေမိသည်။ထို့နောက်တိတ်ပြီးမကြမီပင်ကျွန်တော်တို့၏ရှေတန်းတာဝန်ပြီးဆုံးသွားခဲ့သည်။ ်ထို့ကြောင့်ကျွန်တော်တို့နေရာကိုအစားဝင်၍တာဝန်ယူကြမိတက်လဲရောက်လာလေသည်တန်မပြောင်းမီကလေးမာတယ်မင်းကျွန်တော်နှင့်တက်စိတ်တစိတ်တဲ့တာဝန်ထမ်းဆောင်နေသည့်ရဲဘော်ထုံးကြည်သည်အထက်လူကြီးများကိုအတိမပေးဘဲည10နာရီအချိန်တွင်ရေနံမှသူမတန်းတွေဟာခိုးလာလေသည်ဟာထုံးကြည်ဒါဘာလို့လဲဟာထို့ကြောင့်ကျွန်တော်အံဩသလိုဖြစ်ကအမောင်လဲတွင်ဖြစ်၍တဲခွဲစွာမမြင်ရသောကြောင့်အတန်ကိုအနှဲငယ်မြင်ပြီးအော်မေးလိုက်မိသည် မတန်းတွေလေကွာ ရဲဘော်ထွန်းကြီးကမတန်းတော့ဘဲသူလှဲ့ပြီးပြောလိုက်ရမတန်းတော့ဆက်သွားပုံရသည်အနှဲငယ်တုံလှုပ်သွားသည်ကိုလည်းတတိပြုလိုက်မိသည်မတန်းတော့ထွန်းကြီးနှင့်ချစ်ကြိုက်နေကြသည်ကိုကျွန်တော်လည်းသိနေသည်ထို့နောက်မတန်းတော့ကမီးရောင်ဘက်သို့ရွှေ့ရကကျွန်တော်အားလေးတန်းတူးတူးဖြင့်မေးလေသည်ရှင်တို့တံမနဲ့ပြန်ပြန်ကြတော့မယ်ဆိုအေးလေအဲ့ဒါဘာဖြစ်တော့ဘာမှတော့မဖြစ်ပါဘူးကျွန်မလည်းကိုထွန်းကြီးနဲ့လိုက်တော့မလို့အိမ်မှာစားရေးထားခဲ့တယ်ကျွန်တော်အတက်မှတစ်ချက်ချလိုက်မိသည် ထုံးကြီးကကျွန်တော်ကိုကြည့်လိုက်မတန်းတော့ပဲကြည့်လိုက်နေကြောင်နေသည်ဒီလိုဆိုလဲအဲ့လိုတော့မလုပ်ကြနဲ့လေဟာကိုရိုချင်းချစ်ကြိုက်လို့ယူကြမယ်ဆိုရင်လဲတက်ဆိုင်ရာဘိုးကြီးဘုံမှုတွေကိုအတိပေးပြီးတင်ပြရတယ်ဟာနေမိပါတွေကလည်းသဘောတူရမယ်ဒီတော့မှဘိုးကြီးဘုံမှုတွေကတက်ဆိုင်ရာရွာလူကြီးနေတယ်တင်တောင်းတင်တယ်လာတောင်းပြီးလက်ထပ်ပေးရမှာဟာအခုနေမိပါတွေရောထုံးကြီးနဲ့သဘောတူကြရဲ့လားတူပါတယ်အဒါဒါပေမဲ့ဟိုကုချက်ချင်းကြီးတော့ထဲမှာမဟုတ်ဘူးကျွန်မလည်းကြံမနေခဲ့ကျင်တော့ဘူးအိုးအိုးဒီလိုလားမခွဲနိုင်ရတော့ဘူးဆိုတာမျိုးပေါ့ ဟုတ်ပြီလေဒီလိုဆိုရင်လည်းခဏဆောင်ကြငါတက်မူးစီကိုသွားပြီးသတင်းပို့လိုက်အောင်မယ်ကျွန်တော်တက်ဆူမူးစီကိုသွားပြီးထွန်းကြည်အကြောင်းကိုသတင်းပို့သည်တက်ဆူမူးကပြုံးသည်စူလဲမစူဒီလောက်တောင်မှအဖြစ်ကတဲနေကြတယ်ဆိုတော့လေအစင်ပြေစလို့လောက်ရတော့မှာပေါ့ကွာကဲဒီတော့မင်းနဲ့နောက်ရဲဘော်တယောက်ငါနဲ့လိုက်ခဲ့ကြအောင်ထိုးတော့ဆိုကတက်ဆူမူးကဥစွာဥက္ကရာကြီးအိမ်တို့သွားကြသည်ဩဂရာကြီးကိုအကျိုးအကြောင်းပြောပြပြီးနောက်မတန်းနှဲ့ဤအမိဘအိမ်သို့ဆက်သွား၍အကြောင်းစုံကိုပြောပြကြသည် မတန်းတွဲ၏မိဘများကလည်းကြီးကြီးပြူပြူပင်လက်ခံကြ၍ရဲဘော်ထွန်းကြည်နှင့်မတန်းတွဲတို့ကိုညာတွင်ချင်းလက်ထပ်ပေးလိုက်ကြသည်။တပ်ပြောင်းကန်ဤဖြစ်၍ဖြစ်သလိုစီစဉ်လိုက်ရသောရဲဘော်ထွန်းကြည်နှင့်မတန်းတွဲတို့၏လက်ထပ်မင်္ဂလာပွဲမှာထိုများဖြင့်ပင်ပြီးဆုံးလျက်ရသည်။စိတ်မကောင်းစရာပင်တဘွားမှာလက်ထပ်မင်္ဂလာဟူသည်ကိုတခါသာရကြသည်။ဤတစ်ချိန်တစ်ခါလေးကိုလူတိုင်းပင်တတ်နိုင်သမျှတင်နှောင်းတင်နယ်ဖြစ်ကျင်ကြသည်။သို့တော်မတတ်နိုင်။နောက်နေ့မနေ့မှာပင်ကျွန်တော်တို့တပ်စုမိခင်တိုင်ရင်တရှိရာကြောင်းမြို့သို့ပြောင်းကြရတော်မည်။ မိခင်တန်ရင်မှာခန္ဓာမြနာပြီးနောက်ကချင်မိနယ်ကိုဆက်ထွက်ကြရမည်ဖြစ်သည်အထက်အစည်းအဝေးကိုထိုကဲ့သို့ပင်တန်းစီ၍ရှိနေကြသောကြောင့်အချိန်သည်တိုးတောင်းလာသည်ဖြင့်ရဲဘော်ထွန်းကြီးနှင့်မတန်းတွဲတို့၏လက်ထပ်မင်္ဂလာကိစ္စကိုလည်းအချိန်မပေးနိုင်၍အရင်တလိုစီစဉ်လိုက်ကြရခြင်းဖြစ်သည်1982ခုနှစ်သို့ရောက်လာခဲ့သည်ကျွန်တော်ဒီပင်တက်ချက်ဖြစ်နေပြီယခုရှေတန်းမှတင်တန်းတက်ရန်ကချင်မိနယ်မြကြီးနားတန်ရင်သို့ရောက်လာခဲ့သည် ထိုအချိန်တွင်ထွန်ကြီးကဒုတက်ကြဖြစ်နေပြီးဇနီးတဲ့မတန်းတွင်မှအိမ်တော်တွေလိုင်းမှနေထိုင်ကြသည်ကျွန်တော်လည်းရောက်တုံးရောက်ခိုက်တငယ်ချင်းထွန်ကြီးတို့အိမ်တော်တွေလိုင်းသို့သွားသည်ထွန်ကြီးတို့လင်မယားသည်ကျွန်တော်ကိုဝမ်းမြောက်ဝမ်းသာနေပင်စီဂျိုကရင်းရွေးချမ်းလက်ဖက်တုံများဖြင့်တဲခင်းကဧကန်ကြသည်ထို့နောက်မာချောင်းတာချောင်းမှသည်ဆေယောင်းနှောင်းပြည့်စကားများကိုလည်းကြည်ညူတတာပြောဆိုကရီမောကြလေသည်။ညောင်ထွန်ဤမင်းဒီဦးကြီးကိုမှတ်မိသေးလားကွာ ထွန်းကြီးကသူတို့အိမ်မှာရောက်နေတော့ဧည့်သည်ကြီးတယောက်ပဲသူမေးထုတ်ပြခံမေးလေသည်ကျွန်တော်ထိုးဦးကြီးကိုကြည့်တော့လဲမမှတ်မိပေဟုတ်ကွာလက်ပံတကားရွာကမတန်းရွယ်ဦးကြီးလေးကတို့ရေနံမမှာတာဝန်ကျနေတော့ကလက်သက်မပေါ်ဒဏ်ရာလဲပြောလို့မရှိဘဲနဲ့ပေဆုံးနေရတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ရဲတွေနဲ့ပူးပေါင်းပြီးတို့သွားကြတော့ကဒီဦးကြီးအိမ်မှာဝင်ပြီးတော့ရင်းနှီးတောက်ခတ်ကြသေးရဲ့လေကွာကျွန်တော်တစ်ချက်နှစ်ချက်ခေါင်းငင်းလိုက်သည်ထိုးဦးကြီးကိုမှတ်မိရတော့မဟုတ်ပေ ကျွန်တော်အလွန်စိတ်ဝင်စားခဲ့ဘူးသောလူတွေထူးဆန်းစွာသိဆုံးနေကြသည့်အကြောင်းကိုပြန်လည်အမှတ်ရလာ၍ဖြစ်သည်ထိုကြောင့်ကျွန်တော်ကချက်ချင်းပင်ထိုအကြောင်းကိုမေးမြင်တော့လဲသိမည်ဟုမထင်၍ထိုအချိန်တုန်းကလက်ပံတကားရွာအကြောင်းကွန်မြူနီဘာကဘာတို့အကြောင်းစသည်များကိုတအောင်ကြောင် ပြောဆိုလိုက်ပြီးမှထိုးဆန်းစွာသိဆုံးနေကြသည့်လူများ၏အကြောင်းကိုဆက်မေးလေသည်အဲ့ဒီတုန်းကလူတွေသိဆုံးနေကြတာဘယ်လိုသဘောလဲဦးကြီးက လူသက်တည်းရခံလည်းမပေါ်ပြောလောင်းဒဏ်ရာဒဏ်ချက်ကလည်းမရှိဘဲနဲ့တယောက်ပြီးတယောက်သေဆုံးနေကြတာတော်တော်ထူးဆန်းနေပြီ။အဲ့ဒီကိစ္စနောက်ဘာတွေဆက်ဖြစ်သေးလဲလို့ကျွန်တော်အယမ်းသိနေတာ။အဲ့ဒီကိစ္စကိုတိတိကျကျပြောဖို့ကတော့ခက်တယ်ကွ။တကယ်နားလေရခက်တဲ့အဖြစ်ဆိုးကြီးပဲမင်းတို့တက်ပြောင်းသွားပြီတလကျော်လောက်ကြတော့နောက်တစ်ယောက်ထပ်သေးသေးတယ်လူငယ်ပါပဲကွာအသက်30ပတ်ဝန်းကျင်ပေါ့အဲ့ဒီညောင်မင်းကြီးအောက်မှာပုံစံတူပါပဲကွာ ဒန်ယာဆိုလို့တေဆုံးသူရဲ့လဲတိုင်းညာဘက်နေရာမှာပန်းနုံရောင်တန်းနေတဲ့ဘဲဥပုံအဆက်ကလေးနှစ်ဆက်ပဲတွေ့ရတယ်ကွာဟုတ်တယ်ဦးကြီးရဲ့ကျွန်တော်တို့ရှိနေတုန်းကတေဆုံးသူကိုကျွန်တော်ကိုယ်တိုင်ကြည့်ခဲ့တုန်းကလည်းဦးကြီးပြောတဲ့အတိုင်းပဲဒန်ယာကညာဘက်လဲတိုင်းမှာဘဲဥပုံပန်းနုံရောင်အဆက်ကလေးနှစ်ဆက်ပဲတွေ့ခဲ့ရတာအေးဟုတ်တယ်ကွာတင်သွားတဲ့လူတွေအကုန်လုံးဒီပုံစံအတိုင်းကြီးပဲဘာမှပြောင်းလဲခြင်းမရှိခဲ့ဘူးသုံးလာကြတယောက်မမှန်တည်ဆုံးနေကြလို့ရွာလူတွေရောပတ်ဝန်းကျင်ကလူတွေပါတော်တော်လေးအထိတ်တလန့်ဖြစ်နေကြတာလေ အဲ့ဒါနဲ့ပဲရွာသူရွာသားတွေကအဲ့ဒီအပင်ကြီးနဲ့တခေါက်လောက်ဘဝင်းကြီးပေါ်တော့ဘယ်သူမှမသွားရဲကြတော့ရဲကလည်းဖြစ်သည်မမှုကင်းတွေပိတ်သလားဖွင့်သလားငါလည်းအတိအကျမသိပါဘူးကွာကျွန်တော်အတန်ထွက်အောင်တစ်ချက်ရည်လိုက်မိသည်အဲဒါပေမဲ့နောက်ဆုံးလူတယောက်ဖြစ်လို့တလားလောက်အကြာမှာတော့အသက်40အရွယ်လောက်ထူးဆန်းတဲ့လူတယောက်ရောက်လာတယ်ကွာသူ့ကိုအကဲခတ်ရတာလဲအညိုရောင်ယောဂီဝတ်စုံကိုဝတ်ဆင်ထားပြီးရိုးသားတဲ့ပုံစံပဲသူ့မှာလွယ်ကြီးတစ်လုံးနဲ့အညိုရောင်ယောဂီဝတ်စုံတစ်စုံပဲအပူပါတယ်လေ သူเจ้าကိုမေးကြတော့လဲသူကဘသူဖြစ်တယ်ဘယ်ရလာတယ်ဘာလုပ်တယ်ဆိုတာကိုလည်းမမေးပါနဲ့လို့ပြောတယ်။အဲဒီအချိန်လုံးကဘာသာဘာလက်ကျန်တွေကလည်းရှိနေသေးတော့ရွာလူကြီးတွေကလည်းအတင်းကြကြီးမမေးကြဘူးလေ။သတိထားပြီးပဲစောင့်ကြည့်နေကြရတာပေါ့။ကျွန်တော်ထပ်ပြီးရင်မိပြန်သည်မတော်လို့သာထိုလူကတပုံတယောက်ဖြစ်နေလျင်အတင်းကျပ်မေးရကောင်းလားဆိုပြီးသူ၏အကြံစီများပြက်ပြားမိဆို၍ပြဿနာရှာကောင်းရှာလာနိုင်သည်။ဟုတ်တယ်ကွာပြီးတော့သူကရွာလူကြီးတွေစီမှာလဲလူတွေတည်ဆုံးရတဲ့တစ်ပင်ကြီးအောင်မှာနေကျင်တယ်ဆိုပြီးခွင်းတောင်းသေးတယ် ဘာလူကြီးတွေကလည်းချက်ချင်းခွင့်မပြုကြဘူးလေ၃လတယောက်တည်နေကြဖြစ်ပြီးတော့၃လပြည့်လို့ဒီလူကထပ်တည်နေရင်ဘယ်ဟာမှန်းလဲမပြောပြီးတော့တပုံစုံရင်လည်းပိုဆိုးမယ်ပြဿနာကလည်းကြီးကြီးကျယ်တက်လာနိုင်တယ်ဆိုပြီးပြောဆိုတမ်းမိကြပြီမရပါဘူးကွာထပ်စားတလဲလဲတောင်းဆိုနေလို့နောက်ဆုံးတော့ခွင့်ပြုလိုက်ရတယ်ကွာတော်တော်တတ်သိရှင်ကြီးပဲနော်အေးကွာရွာသားတွေကလည်းဝိုင်းဝန်းပြီးတော့တဲလေးတလုံးဆက်လို့ပေးကြသူတောင်းဆိုလို့တဲလေးဆောက်ပေးကြပြီမဲ့ရွာသားတွေကတော့ဒီလူဘယ်နည်းနဲ့မှအသက်မရှင်နိုင်ဘူးလို့တော့ထင်နေကြတာပေါ့ ုတ်တယ်လေကွာထင်ထားရတယ်လို့ပါပဲသူစပြီးနေတဲ့ချိန်တော့အဲ့လိုမရတော့အောင်ဒီအယုတ်တွေအတန်တွေအနဲ့တွေအမျိုးမျိုးနဲ့၆လံနှောက်ရက်တယ်လို့ဆိုတယ်ကွာဟာဒီလိုဆိုတင်မလွယ်ပါလားဗျဘယ်လွယ်မလဲကွာအဲ့လောက်ထိလူပေါင်းများစွာလက်တယ်ရှာမရအောင်တည်ဆုံးနေကြတဲ့နေရာမှာတယောက်တည်းတွားနေတော့လေဖြစ်တော့မှာပေါ့ကွာဒါကြောင့်လဲနောက်နှစ်ပတ်လောက်အကြာမှာတော့ရောလူကြီးတွေစီကိုရောက်လာပြီးတော့လူဝိတ်ကြောင့်နဲ့တရားအားထုတ်မြတ်တာဖို့အမြဝေရတာထင်သလောက်ခကြီးမပေါ်ဘူးတဲ့ ဒါကြောင့်သူ့ကိုယဟန်ဝတ်ပေးကြပါဆိုလို့လက်ပံတကားရွာဦးကျောင်းကဆရာတော်ဥပစေပြုပြီးတော့ယဟန်ဝတ်ပေးလိုက်ကြတယ်လေတဲကလေးကိုလည်းကျောင်းလေးဖြစ်ပြီးမုံမှန်ပေးလိုက်ကြအဲ့ဒီနေရာစပြီးတော့တိတ်ပြီးအချောင်းလံမခံရတော့ဘူးလို့တော့ကြားတာပါပဲကွာအင်းမော်လေလူနဲ့ယဟန်ဘယ်သူ့ဝမလဲယဟန်ဝတ်ပြီးယဟန်အလုပ်ကိုလုပ်ရင်ပိုးပြီးထိရောက်မှုရှိတာပေါ့နော်ဦးကြီးအေးကွာဟုတ်တယ်ကွာအဲ့ဒီမှာသူကသူတို့ကိုမြစ်တာဖို့အများပေးဝေပြီးတော့ကုသိုလ်ကောင်းမှုတွေကိုအဲ့ဒီနေရာမှာအမြဲမပြတ်လုပ်ပေးနေရတယ်အဲ့ဒါကြောင့်နောက်ထပ်လူတွေလည်းမသေးတော့ဘဲနဲ့ ညောင်မင်းသောနဘလူးကြီးနဲ့အိမ်သားမှာတည်သွားတဲ့လူတွေအားလုံးဟာအိမ်နေရာမှာပဲကုသိုလ်တရားတွေရသွားပြီးတော့ပျောက်ကွယ်သွားကြတယ်အကျိုးတရားတွေရသွားတယ်လို့တော့ပြောတန်ကြားကြတာပါပဲကွာဟာအဲ့လိုလားဗျဒါဆိုရင်ဒီဦးစင်းကတော်တော်တော်တာပဲဗျတူတော်လို့ပါကွာမဟုတ်ရင်ဒီနေရာကဘယ်လွယ်ပါမလဲကွာအခုဆိုရင်အဲ့ဒီနေရာမှာတိုက်ချောင်းကြီးနဲ့ဇေဒီပထိုးတွေတဲပြီးတော့တာဇနာပြုနေတာငါးဝါတောင်ရှိသွားပြီကွာကျွန်တော်တတ်မှတစ်ချက်ကိုချလိုက်မိသည်မတန်းနွေဦးကြီးပြောသည်မှာထိုအကြောင်းနဲ့ပတ်သက်၍အတော်လေးမြင်ပြည့်ပြည့်စုံစုံရှိသည်ဟုဆိုနိုင်သည် ထို့ကြောင့်ဝမ်းမြောက်ဝမ်းသာလည်းဖြစ်ရသည်သို့တော်လည်းလက်သက်မပေါ်ဘဲလူများတည်ဆုံနေကြသည့်မူလဖြစ်သောအရင်စင်းမြစ်သည်မြင်းတောင်ထင်ရှားခြင်းမရှိဟုဆိုကဆိုနိုင်လေသည်မတန်းတွဲဦးကြီးပြောပြသည်ကိုဖြည့်ပြီးတွေးကြည့်လျင်ထိုအညောင်မင်းဆောင်နဗလူကြီးကပင်လူများ၏လေချောင်းသွေးကိုဖောက်တောက်တက်ဖြတ်နေသည်ဟုဆိုရမည်နဗလူတို့ဤကာမစိတ်တိတကိုးကြောင့်ပဲဒံယံတန်ကျက်တို့ပြောပါလာအောင်မရှိဘဲလူဤသွေးကိုဖောက်တောင်းနိုင်သည်ထို့ကြောင့်လည်းလူသက်တရေခံကိုရှာမရနိုင်ခြင်းဖြစ်နိုင်သည် သို့တော်လည်းယခုဘဝတွင်သူတော်ကောင်းကြီးတူဤမေတ္တာဘာဝနာတကုတ်တတိကြောင့်လူဘဝမှာသည်ယဟန်ဘဝသို့တိုင်အောင်တက်ရောက်၍တရားများပွားများအားထုတ်ပြီးထိုနတ်ဘလူးကြီးနှင့်သူဤလက်ချက်ကြောင့်တည်ဆုံးကမကျွတ်မလွတ်ပဲနာနာဘဝဖြစ်ကကျင်းနေကြရသောပုဂ္ဂိုလ်အားလုံးတို့အားအကျွတ်တရားရအောင်စွမ်းဆောင်လိုက်နိုင်လေပြီထို့ကြောင့်လည်းလူသေးရက်ကနတ်ဘလူးကြီးနှင့်တကွာဖြစ်တည်နေကြတဲ့အစိမ့်တရေတင်းွက်ပိတ်တာအားလုံးတို့သည်ထိုက်ရာတန်ရာဘုံဘဝတစ်ခုသို့ရောက်သွားကြပြီဟုတိလိုက်ရ၍ဝမ်းမြောက်ဝမ်းသာဖြစ်ရပြီတော်မူ ထို့တဲ့ဝမ်းမြဝမ်းသာတရာကြည်ညိုဖြစ်ရသည်မှာထိုဥပစင်းသည်လည်းသူ၏မူလဥတီကျကြီးပြီးဆုံးသွားသည့်တန်ရောက်ပြောင်းရွှေ့ကြွားသားခြင်းမရှိပဲထိုနေရာ၌ပင်ចောင်းတိုက်တိဆောက်ကဆက်လက်၍သာသနာပြုတော်မူနေသည်ဟုတိတဲ့ရသောကြောင့်ဖြစ်ပေသည် အဆုံးထိနားဆင်အားပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like လေးနှိပ်ထားခဲ့ပြီးတော့ကျွန်တော်နဲ့ဆောင်းအမား channel ကိုလည်း subscribe လေးနှိပ်ခဲ့ပေးပါအောင်ခင်ဗျာအခုလိုပဲထူးခြားတွေလာပြည့်ရစမ်းပြအကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတယ်လို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ